ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမတို့ up to date channel ကနေအပတ်စဉ်ရိုက်ကူးထုတ်လင်းတင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာ online ဓမ္မအမေးအဖြေများမှာတော့ ရှိရုံစီရီတော်နိကန်9ရက်ဝင်ဓမ္မပါကိစ္စအဖွဲ့ချုပ်အတွင်းမှဆရာဦးစန်းလေးဆံချောင်းကနေပြီးတော့မှဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဆရာမင်္ဂလာပါရှင်။မင်္ဂလာပါဗျာ။ဟုတ်ကဲ့ပါဆရာ။အဲဒီတစ်ပတ်မှာဆိုလို့ရှင်လဲဒါအွန်လိုင်းဓမ္မအမေးဖြေများမှာတမွဲလက်ထက်မှာပေါ့နော်။ဒါအကောင့်ပိုင်ရှင်တွေမေးမြန်းထားတဲ့မိကုန်းတွေရောက်ရှိနေပြီလို့ဆရာမိကုန်းလေးတွေမေးခွင့်ပြုပါရှင်။ဟုတ်ကဲ့ဆရာ။ ဟုတ်ကဲ့ဒီမှာဥဆုံးမေးထားတာဒီအကောင့်ပိုင်ရှင်ဥသိန်းဝင်းကနေပြီးတော့မင်းမြန်းထားတာပါဆရာမင်းမြန်းထားတာကတော့ဒီဆရာခမားတဲ့တချို့သောဘာသာခြားမိတ်ဆွေတွေကပြောပါတယ်ရှင်တော်ဂေါတမကဖရာရဲ့တမန်တော်များစွာတွေကတပါးဖြစ်ပါတယ်သူတို့အထဲမှာညာမင်းအောင်းလိုက်ဖြစ်တဲ့တမန်တော်တွေရှိတယ်ဆိုပြီးတော့ဆိုကြပါတယ်ဘလို့နားလဲရမလဲရှင်နှန်းစွာသိချင်ပါတယ်ခမားတဲ့အမားပိုင်လည်းခွင့်လွှတ်ပါဆရာဆိုပြီးတော့မင်းမြန်းထားပါရဲ့ရှင် နောက်ကမှတချို့အရာတွေကမလေ့လာရင်ရှုပ်ထိုးကုန်တယ်ဗျာရှုပ်ထိုးကုန်တယ်ဆိုရှုပ်ပါတယ်ဆိုတာကကောင်းရိုးပွေးလာတာတွေကလိုထပ်ဖြစ်တာပေါ့အခုအတန်မျိုးပေါ့နော်ဆိုလိုတာကဗုဒ္ဓဖရာ God အဲ့ဒါကမလေ့လာရင်ရှုပ်ထိုးတယ်တူးစလိုလိုပါလို့နဲ့နော်ဒီကြားထဲမှာတမန်တော်ကထပ်ဝင်လာတယ်အခုကကောင်းရိုးပွေးတယ်ဆိုတာတောင်ပြောတာပေါ့အဲ့တော့ကျလိုရင်းတူရှင်မပြောပါဘူးဘယ်လိုလို့ဗုဒ္ဓနော်ဗုဒ္ဓဆိုတာဘာလဲလို့ဆိုရင်ဗုဒ္ဓဆိုတာတိတော်သူဝိဇ္ဇာဉာဏ်လင်းရသူ တပိဋိဒဉာဏ်ရသောသူဆိုရင်ကျွန်တော်ဒါဗုဒ္ဓနော်ဟိုပါဠိလိုပြောကြရင်တပ္ပတမေဘုဇ္ဇတိတိဗုဒ္ဓောပဲဗျာတပ္ပတမေလောဆောင်သောတရားတို့ကိုဘုဇ္ဇတိတိယဤဣတိတသမထွက်ကြဗုဒ္ဓောဗုဒ္ဓံမြည်ပေါ့နော်ဒါဗုဒ္ဓပါဆက်အဲ့ဒီဗုဒ္ဓနဲ့ပွင့်ထုံးပြီပေါ့နော်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သိပြီအဲ့လိုပွင့်ထုံးလာရင်ဗုဒ္ဓမှာဂုဏ်တော်တွေရှိတယ်အရဟံသဘဂဝါဆုံးဂုဏ်တော်တွေရှိတယ်ပြီးတော့ပူဇော်သူကိုခံယူတိုက်တဲ့အရဟံသာနော်အဲ့တော့အဲ့ဒီပူဇော်သူကိုခံယူတိုက်တဲ့ပူဇာနဲ့အရဟံဆိုတဲ့အရဟံနဲ့ပေါင်းလိုက်ပြီးတော့ပူဇာအရဟံဆိုဖြစ်လာတယ် ပေါင်းလိုက်တယ်ကဒါကတော့ဟိုဆင်းသက်လာတာပေါ့နော်ပူဇာရဟောဖြစ်တယ်အဲ့ပူဇာရဟနေပူဇာရဟဖြစ်တယ်နောက်ပူရဟဖြစ်တယ်ဥရှာဖူရှာဖူရာဘူရာဒီကာလကြီးပြောတဲ့ခါကျတော့ဒါလိုဟိုဗုဒ္ဓထိတ်ကမြန်မာရှေ့မြန်မာကြီးရတော့အဲ့ဆိုလိုတာကဖရာလို့လည်းခေါ်လို့ရတယ်ဗုဒ္ဓကဒါပေမဲ့အဲ့ဒီဖရာသည် common mode အများဆိုင်တယ်ကမညာအများနဲ့ဆိုင်တယ်ဘာလို့လဲဆိုဘာသာကြားဘာသာကြားတွေမှာလည်းပဲသူတို့ရဲ့အထွတ်ထိပ်ဖြစ်တဲ့ပုံစံကြီးကို ဘုရားလို့ခေါ်တာပဲလေထာဝရဘုရားအရှိစီပြောပါဗျာအဲ့တော့ဘာလဲဆိုတာအများဆိုင်ဘုရားဆိုတဲ့စကလုံးကအများဆိုင်ဗုဒ္ဓဆိုတဲ့စကလုံးကပုဂ္ဂလိကဆိုင်ဗုဒ္ဓဘာသာနဲ့ပဲဆိုင်တယ်ကျန်တဲ့ဟာဒီလေးလာကြည့်လိုက်ကျန်တဲ့ဘာသာတွေမှာသူတို့သူတို့ဗုဒ္ဓဘုရားလို့တခုမှမပြောဘူးဘုရားရဲ့သားတော်ဘုရားရဲ့တမန်တော်ဘုရားရဲ့ဘာအဲ့လိုတွေပြောတယ်မဘုရားကပြီးတယ်ဆိုဘုရားနဲ့ပဲဆုံးသက်တယ်ဗုဒ္ဓလို့မပြောဘူးပြောလို့လည်းမရအောင်ကဘာသိရာပိရိကသုံးလုံးထဲမှာရှိကြတာဗုဒ္ဓပဲအဲ့ဗုဒ္ဓနဲ့ဘုရားနဲ့ဟာပုဂ္ဂလိက အသွင်ဆောင်တဲ့ပုံစံတရားလို့ပြောမှာပေါ့နော်အဲ့လိုဟာလေးတော့ကြွားတယ်ခင်ဗျာနောက်တစ်ခုက God you are oh my god လို့ပြောတယ်အဲ့ဒီ God ကလူမဟုတ်ဘူးဒါကြောင့် blowing tuition ပြောတာလူပါဝင်သက်ရှိတတ်မဲ့အနန္တစကြဝဠာကြီးကိုသူဖန်ဆင်းတယ်လို့ပြောလာတာအဲ့ဒီ God ကနော်အဲ့တော့ဖန်ဆင်းတယ်လို့ပြောတော့ तू ကကောင်းကင်ဘုံမှာရှိတယ်ရှေးရာတူရာပုဇရာရှေးတဲ့ကောင်းကဘယ်လိုမှလည်းမသိဘူးမေးလည်းမမေးပြန်လို့သူကတော့တားမြစ်ထားတာပေါ့နော်အဲ့ဒါက God ရဲ့ ဆိုင်တဲ့အရာပေါ့နော်ဖန်ဆင်းရှင်လို့ပြောတာပေါ့နော်အဲ့တော့ဗုဒ္ဓကပုဂ္ဂလိကနော်ဗုဒ္ဓဘာသာနဲ့ပဲဆိုင်တယ်ဖရာဆိုတာ common အားလုံးနဲ့ဓမ္မညခေါ်ရတာဟာဖြစ်တယ်ကောကတော့လူပုဂ္ဂိုလ်မဟုတ်ဘူးလူနဲ့တကွဆိုအနေနဲ့ဆက်ကြောက်တော့ဖန်ဆင်းတယ်လို့ယူဆရတဲ့ကောင်းကင်ဘုံကအရာတခုဖြစ်တယ်အဲ့တော့အခုလည်းတခုကတမန်တော်နော်အခုရှင်တော်ဂေါတမသည်သူတို့ဖရာရှင်ရဲ့တမန်တော်တပါးလို့ဆိုတယ်ညမရောက်မှပြဲတမန်တော်ရှိတယ်လို့ပြောထားတာ哦အဲ့ဒါလည်းဘာမှမဆိုင်ဘူးတမန်တော်ဆိုတာက တစုံတရားပြည့်ယုံကြည်မှုရဆွေးလွတ်ထားတဲ့ပုဂ္ဂိုလ်အဆင်မဲ့ရှိတယ်အစီအပါအဆင်မဲ့ရှိတယ်တမန်တော်တွေအများကြီးပဲတယောက်တော့မဟုတ်ဘူးအဲ့တော့သူတို့ရဲ့အထက်မှာသူတို့ရဲ့ခေါင်းဆောင်ရှိတယ်ဆရာရှိတယ်အဲ့ရတပြီးတော့ယုံကြည်စိတ်ချသွားနဲ့လွတ်ထားတဲ့အစီအပါပေါ့ဗျာအဲ့တော့ဗုဒ္ဓကတော့အဲ့လိုမျိုးပုဂ္ဂိုလ်မှမဟုတ်ပဲအရဟံပြီးပါတယ်တမန်တော်ဗုဒ္ဓောဆိုတာလေဆရာမရှိဘူးလေဘုရားရှင်ကလည်းကပြောထားတာဆရာမကူတရားမူရလဲကြတယ်ဒါကြောင့်မြတ်စွာဘုရားရှင်ကနာမေအာစရိယောအတ္တိတတိသောမေနဝဇတိသတိဝကတမေလောကတမေလက်ထိမေပဋိပုဂ္ဂလော နမေအစရိယအထိဇောငါမဆရာမရှိလို့ပြောတာနော်ဒါကြောင့်ဘုရားမြတ်စွာဘုရားကိုကိုယ်ပဲယုံကြည်တဲ့သူတိုင်းဘုရားမြတ်စွာဘုရားရှင်ရဲ့လမ်းစဉ်နဲ့အမတ္တနယ်မြေကိုချီတက်နေကြတဲ့သူတိုင်းအခုလိုမျိုးဘုရားကိုအဝေးတနေရာကနေလက်လက်လေးလာအကဲခတ်မဲ့သူတိုင်းတဲ့အများမှန်မဲ့စကားတခွန်ရှိတယ်အဲဒီစကားဒီကာလသုံးပါးစလုံးအတွက်မှန်နေတယ်အဲ့ဒါပါလဲဆိုရင်နမေအစရိယနတ္တိမမဆရာမရှိဘူးလို့ပြောတာတတိသောမေနဝဇတိသူနဲ့တူတဲ့ပုဂ္ဂိုလ်လည်းမရှိဘူး သတ္တဝကသမိန်လောကသမိန်သတ္တဝါတွေထဲမှာလူနဲ့ပြင်မှာအကုန်ရှိတယ်။နတ္ထိမေပฏิပုဂ္ဂရောသူနဲ့နိုင်ရှင်လို့ရတဲ့ပုဂ္ဂိုလ်မရှိဘူးလို့ပြောတယ်။ဒါကြောင့်ခုနကပြောတဲ့တစုံတူကြီးရဲ့အယုံကြည်မှုနဲ့လွတ်ထားတဲ့အစီကံတူဦးဟာဘုရားနဲ့ဘလို့မှမပတ်သက်ပါဘူးလို့နော်ဒါရှင်းလင်းအောင်လို့ဒါလေးဖြေကြ။ဒါဘုဒ္ဓရာကြီးလည်းအများကြီးရလိုက်လို့တမလို့လည်းဒါဆင်ကျင်မှုတွေလည်းအများကြီးသိလိုက်ရပါပဲဆရာ။ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဒါဆရာဖြေကြားသွားတဲ့အဖြေကိုနားဆင်ပြီးတော့ဒါအွန်လိုင်းပေါ်ကနေပြီးတော့မှဒီဓမ္မအဖြေအမေးဖြေတွေပေါ့နော်မင်းညံသွားတဲ့အကောင့်ပိုင်ရှင်တွေလည်းကျန်တဲ့လိမ့်မယ်လူယုံကြည်မိပါတယ်ရှင်ဒီစီစမအခုလိုမျိုးမေးခွန်းတွေကိုပေါ့နော်ဒါတေချာလေးဖြေကြားပေးရဲဆရာကိုလည်းတို့ update channel ကျေးဇူးများတင်ပါတယ်ဆရာ